အိန္ဒိယတရုတ်ဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတို့ကရောက်ရှိလာတဲ့ရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဒီကနေ့မလ30ရက်မနက်9နာရီကစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်မှုအရသိရပါဗျ။အိန္ဒိယနိုင်ငံကရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာမိသက်ဦးစီးဌာနကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်35ဦးနဲ့အတူ မန္တလေးတိုင်းဒေသကြီးအတွင်းငလင်လှုပ်ခတ်မှုကြောင့်88လမ်းမှာရှိတဲ့ Grey Wall Hotel အဆောက်အဦပြိုကျပျက်စီးတဲ့နေရာမှာကုညီကေစိန်လုပ်ငန်းတွေဒီကနေ့မနက်9နာရီမှာစတင်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။ဆက်လက်ပြီးတရုတ်ပြည်သူတမရနိုင်ငံကကုညီကေစိန်အဖွဲ့ဝင်တွေဟာမိသက်ဦးစီးဌာနကရှောက်ဖွေကေစိန်တပ်ဖွဲ့ဝင်90နဲ့အတူမန္တလေးမြို့မှာရှိတဲ့ Sky Villa Condo အဆောက်အဦပြိုကျပျက်စီးတဲ့နေရာမှာဒီကနေ့မနက်9နာရီကစတင်ပြီးကုညီကေစိန်လုပ်ငန်းတွေစတင်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။ ဒါပြင်စင်ကုန်းနိုင်ငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SCDF ကအဖွဲ့ဝင်80ပါဝင်တဲ့ Operation Lionheart အဖွဲ့ကအဖွဲ့ဝင်တွေဟာမိသက်ဦးစီးဌာနကရှောက်ဖေးကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူနေပြည်တော်စပူတီရီမြို့နယ်တပြည်ကုန်းရက်ကွက်တစ္ဆာနှင့်လမ်းမရှိတဲ့ပြိုကျပျက်စီးခဲ့တဲ့အစာအုပ်အောက်မှာပိတ်မိနေတဲ့အသက်ရှင်လျက်ရှိနေသူတအုပ်ကိုကယ်ထုတ်နိုင်ရေးကုညီကယ်ဆယ်ဆောင်ရွက်ခဲ့ရာအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါဗျာ။ မလ30ရက်မနက်9နာရီကစတင်ပြီးမန္တလေးတိုင်းဒေသကြီးအတွင်းငလင်းလှုပ်ခတ်မှုကြောင့်ဦးလသိန်းသာသနာ့ဘိမ့်မံအစအိုးပြိုကျပျက်စီးရနေရမှာမိသက်ဦးစီးဌာနကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်55ဦးတို့ဟာဟောင်ကောင်ကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူကုညီကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျာ။